နာနာမည်ဦးမျိုးလောင်ဖြစ်ပါတယ်အဲကျွန်တော်ဒီနေ့တင်ပေးမယ်ဟလာကျွန်တော်ဓာတ်ဝိဒ်ဘာသာရေးနဲ့ပတ်သက်တဲ့အဲခရစ်တွေသင်ခန်းစာများကိုကျွန်တော်ဆရာမျိုးဟလာ Facebook တို့ YouTube channel အဲ Facebook YouTube channel တက်တော်တို့မှာသင်ကြားပို့ချတဲ့ဟလာဗီဒီယိုဖိုင်တွေကိုတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဆရာမျိုး YouTube channel ကို subscribe နဲ့ notification လေးနှိပ်ထားပေးပါနောက်ပြီးတော့ Facebook နဲ့တက်တော် ကိုလည်း follow and like လုပ်ထားပေးပါခင်ဗျအဲ့တော့ကျွန်တော်ဒါရုပ်ဗီဒီယိုဘာသာရပ်နဲ့ပတ်သက်တဲ့ဟာလား grade 10 eleven ကို online class ဖွင့်มาဖြစ်ပါတယ်ခင်ဗျဒါကြောင့်မို့လို့ဒါကျွန်တော်ရဲ့ဖုန်းနံပါတ်အဲနည်းလည်းဆက်တယ်ပြီးရစင်ပြီးသွင်းနေတယ်လို့အဲ Viber နံပါတ်နဲ့ Viber မှာလည်းဆက်တယ်စင်ပေးထားလို့ရပါတယ်ခင်ဗျအဲ့တော့အဲ grade တွဲကျောင်းသားကျောင်းသူများအတွက်ရွေးပြီးတည်ငင်းစာလေးကိုတင်ကြပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်အနေနဲ့ တင်ကြတင်ကြပို့ချမဲ့တင်ငန်းစာကတော့ဟလာဒီ structures of ionic compound လို့ compound ပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ ionic compound တွေရဲ့ဟလာကျွန်တော်တို့ structure တိဆောက်ပုံအကြောင်းကိုကျွန်တော်တင်ကြပေးမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ ြောမယ်ဆိုရင်ကျွန်တော်တို့ဒီ ionic compound ထဲမှာအမနေ့ကကျွန်တော် ionic ionic အကြောင်းကိုကျွန်တော်ရှင်းပြပြီးဖြစ်ပါတယ်။နော် ionic compound မှာ ionic compound တွေဖြစ်ဖို့အတွက်မနေ့ကကျွန်တော်အဲကြီးကရှင်းပြပြီးဖြစ်ပါတယ်မနေ့ကနေကမှာ ionic အ ionic bond ဖြစ်ဖို့အတွက်ကကျွန်တော်တို့ဟလာ electronegative အဲ channel chain different channel chain ကကျွန်တော်တို့1.8ထက်ကြီးရပါမယ်1.8ထက်ကြီးရပါမယ်။နောက်တစ်ခုကကြတော့ကျွန်တော်တို့ဟာ ကရိုင်ယိုနဲ့ကရိုင်ယိုနဲ့အန်နိုင်းဓာတ်မှရှိရကျွန်တော်တို့အလက်ထရိုစတရက်တက်အက်ထရက်ရှင်ကြောင့်အလက်ထရိုနစ်ဆွဲငင်အားကြောင့်ဒီကရိုင်ယိုနဲ့အန်နိုင်းယိုဓာတ်မှရှိရအလက်ထရိုနစ်ဆွဲငင်အားကြောင့်ပေါ့နော်ကရိုင်ယိုလို့ခေါ်တဲ့ positive charges အန်ယိုနဲ့အန်နိုင်းလို့ခေါ်တဲ့ negative charges အန်ယိုဓာတ်မှရှိရအလက်ထရိုစတရက်တက်အက်ထရက်ရှင်ကြောင့်ကျွန်တော်တို့ဟာလာအာယိုနဲ့ဘွန်တွေဖြစ်ပေါ်လာတာဖြစ်ပါတယ် အားနဲ့ပုံနေဖြစ်ပေါ်လာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်အဲတင်ကြပေးဟာပေါ့နော်အားနဲ့ compound ရဲ့ structure အကြောင်းပေါ့ဘယ်လို structure ဖြစ်လာလဲဆိုတော့ကျွန်တော်တင်ကြပေးမှာဖြစ်ပါတယ်အဲ့တော့အဲကာရိုင်ယွန်းနဲ့ကတော့ကျွန်တော်ဒီအားနဲ့ compound တွေထဲမှာကာရိုင်ယွန်းအဲ့ဒီ compound တွေမှာကျွန်တော်တို့ cation နဲ့ anion cation ဆိုတာ positive charge plus charge ခေါ်ပြီးတော့ anion ဆိုတာ negative charge minus charge ပေါ့နော်အနုတ် charge အနုတ် ion ဒီကကျွန်တော်တို့ဒီ stock electron electro static attraction အဲ့တော့ဒီ electron နေဆွဲငင်မှု stock အားကောင်းလို့မို့လို့ကရန်ယုံနဲ့အန်တိုင်းအန်တိုင်းယုံနေဒီမှာဒီ electron နေရဲ့ဆွဲငင်အားကောင်းလို့မို့လို့အတူတကွာကရန်ယုံနဲ့အန်တိုင်းယုံရှိနေတဲ့ကောင်ကိုကျွန်တော်တို့က ionic compound လို့ခေါ် compounds လို့ခေါ် ionic compounds လို့ခေါ်ပါတယ် အဲ့တော့အဲကျွန်တော်တို့ကနောက်တစ်ခုဒီ iron နေပေါ်မှာရှိတဲ့ chest ပေါ့နော်ဒီ iron နေပေါ်ရှိတဲ့ chest က plan နဲ့ minus chest ပေါ့နော်အဲ chest ကြီးက greater ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကအဲ allele stratic attraction ကလည်း greater ကြီးပါမယ်အဲပို့ပြီးတော့ကြီးမယ်ဆိုရင်သူ့ရဲ့ iron နဲ့ဘုံဘုံဖြစ်ပေါ်မှုကလည်းပုံပြီးတော့အားကောင်းလာမှာဖြစ်ပါအော်ကျွန်တော်ပြန်ပြောပြပါမယ်အဲ့တော့ဒီ iron နေပေါ်မှာရှိတယ်ကျွန်တော်ဒီမှာအဲ iron နေပေါ်မှာရှိရဲ့ အဲပြောမှာစ any plan နဲ့ CR minus ကိုဥပမာပြပြောရမယ်ဆိုရင်ဒီ ion ဒီဘက်မှာ CR plus chain နဲ့ minus chest ရက greater ဖြစ်မယ်ဆိုရင် ကြီးပို့ပြီးကြီးမှမယ်ဆိုရင်သူ့ရဲ့ electron စွမ်းငင်အားတွေကလည်းပို့ပြီး attraction အဲပို့ပြီးရစွမ်းငင်အားတွေကောင်းမယ်ကောင်းလာတဲ့ခါမှာ ion နဲ့ bond တွေဖြစ်ပေါ်မှုကလည်းအားကောင်းလာမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့အဲ့လိုအကောင်းလာတဲ့အခါမှာအဲ့လိုအဲ့လိုမျိုးကျွန်တော်တို့အာယုံပေါ်မှာရှိရပြီး plastic တွေ minus chat တွေကကြီးမားတဲ့ခါမှာ အာယုန်ရဲ့ compound ထဲမှာ compound ရဲ့ medi point အခက်ပြော်မှတ်တွေကလည်းကျွန်တော်တို့ higher မြင့်တက်လာမှာဖြစ်ပါတယ်ခင်ဗျအဲမြင့်တက်လာပြီးတော့အဲ့လို multi point အခက်ပြော်မှတ်တွေကျွန်တော်မြင့်တက်လာပြီးတော့ကျွန်တော်ဘာဖြစ်လာမလဲဆိုတော့ဒီ ionic compound တွေ solid solid assign ခဲ့ ionic compound တွေဖြစ်လာမယ်အဲ့ ionic compound တွေထဲမှာသူက fixed position အနေနဲ့ဟာလာအံဝင်ခွင့်ကြဖြစ်ပြီးတော့ဟာလာဘယ်နေရာမှာမရွေ့ဘူးပေါ့နော်မရွေ့တဲ့အဲ့ fixed position အနေနဲ့ င်တို့ဘယ်နေမှမရွေးပါဘူးဒီမှာ fifth position အနေနဲ့ဟာလာအယုံနေရအတူတကွာရှိပြီးသူကဘယ်နေမှမရွေးဘူး fifth position ရှိမယ်ရှိရှိမယ်နောက်ပြီးတော့သူက contact contact electricity ကျွန်တော် electric အ electricity ပေါ့နော်ဒီအလျက်စမစီးနိုင်ဘူးပေါ့နော်အလျက်စမစီးနိုင်ပါဘူးခင်ဗျအာမစီးနိုင်ပါဘူး အဲ့တော့ ionic compound တွေရဲ့ ionic compound ကတော့ multiply ဒီ charge ဒီ plus charge ဒီ minus charge တွေရဲ့ greater ဖြစ်လာတဲ့ခါမှာ ionic compound တွေခဲပြော်မှတ်တွေ multiply လို့ခေါ်တဲ့ခဲပြော်မှတ်တွေဟာဟာလာကျွန်တော် higher မြင့်တက်လာတဲ့ခါမှာ solid ဆိုတဲ့ ionic compound တွေဖြစ်လာမယ်အဲ့ solid နဲ့ ionic compound ကဒီ ion တွေကြောင့် fit position အနေနဲ့အတူတကွာဟာလာဘယ်မှမယူဘဲနဲ့ fit position အနေနဲ့ဖြစ်လာမယ်ဖြစ်လာတဲ့ခါမှာသူက contact electricity ဒီကောင်က electricity electricity ဖြစ်ပါမလို့ electricity စတိဆိုတော့ကျွန်တော်တို့အဲလက်ဆက်မရှိနိုင်ပါဘူးပေါ့နော်အဲလက်ဆက်မရှိနိုင်ပါဘူးအဲမရှိနိုင်ဘူးဖြစ်ပြီးအဲ့တော့သူရဲ့ ionic compound ကအဲ့လို solid ဖြစ်တဲ့ဆိုတော့ crystalline ပုံစံဖြစ်လာ crystalline state ဖြစ်ပေါ်လာမယ်ပေါ့နော် crystalline state ဖြစ်ပေါ်လာအဲ့ crystalline state ဖြစ်ပေါ်လာတဲ့ ionic compound တွေရဲ့ crystalline state ကခြေနေမှာအာဒီ oppositely charged ion ဆိုတော့ဒီ plus charge နဲ့ minus charge ကိုပြောတာပါအဲ့ချိုင်းအဲ့ plus charge နဲ့ minus charge ion ပေါ့နော် oppositely charged ion เนี่ย ဟိုက3 dimensional arrangement 3 dimensional arrangement စီစဉ်တကြ3 dimensional 3 dimensional ပုံစံအစီစဉ်တကြအတူတကွရှိလာမှာဖြစ်လာဖြစ်လာတဲ့အခါမှာဘာပုံစံဖြစ်လာမလို့ဆိုတော့ကျွန်တော်တို့ giant structure ပုံစံတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်ပြန်ပြီးရှင်းပြမှာဖြစ်ပါ ဆင်းပါပါမယ်ဒီကျွန်တော်တို့ဒီခုနကောင်က medi point အခြေအနေကြောင့်ဟာလား chest ion တွေမြင့်တက်လာတယ်မြင့်တက်လာတော့ medi point တွေကဖြစ်တဲ့ခက်ပြုံမှတ်တွေကမြင့်လာတဲ့ခါမှာ solid ionic compound တွေဖြစ်လာမယ်အဲ့ဒီ solid ionic compound တွေဖြစ်လာတဲ့ခါမှာသူက fit position အနေနဲ့ဖြစ်သွားမယ်သူကကန်တော့မှုဟာလားသူက fit position ဘယ်မှမမီဆိုင်တဲ့ကန်တော့မှုပုံစံဖြစ်ပြီးတော့သူကဒီ ionic compound ကသူက crystalline state အခြေအနေမှာအခြေအနေမှာရှိတယ်အဲ့ crystalline state အခြေအနေမှာ ဖြစ်ဖို့အတွက်ကကြာတော့သူက3 dimension နဲ့ဟာလာ opposite charge ion ဆိုတာ plus charge နဲ့ minus charge ion ကဒီ3 dimension အတူတကွာပေါ့ရှိပြီ3 dimension နဲ့ arrangement ပုံစံရှိပြီရောကျွန်တော်ဒီမှာကြည့်ပါအဲ3 dimensional arrangement ပုံစံရှိပါတယ်အဲ့တော့ဒီမှာ plus charge နဲ့ minus charge က3 dimensional arrangement ပုံစံရှိတော့ကြာမှာ3 dimensional arrangement ပေါ့နော်ပုံစံရှိတဲ့အခါမှာသူက giant structure ဖြစ်ပေါ်လာပါတယ်ဒီမှာ3 dimensional arrangement ဖြစ်ပါတယ် အော်အဲ့ဒီ crystalline ionic solid ionic solid ပေါ့နော်ဒါ ionic solid solid ရဲ့ crystalline structure ကိုရောကျွန်တော် crystalline lattice ခေါ်တယ်။သူက unique cell တွေ unique cell တွေအများအောင်များနေသူကဘာလို့ဆိုတော့ဖယ်ဖန်တီထားတာဖြစ်တယ်။အော် unique cell တွေအများအောင်များဖန်တီထားဖြစ်တဲ့သူမှာ cubic unit cell ၃ခုရှိပါတယ်။အဲ့ဒါက simple cubic နဲ့ voricina cubic ပေါ့နော်။ ရဲ face center cube ဆိုပြီးတော့သုံးမှုရှိပါတယ်ဒီမှာကြည့်ပါအဲ့တော့ကျွန်တော်တို့ဒီမှာ3 dimensional arrangement ပုံစံအဲပြောရရင် giant structure ပုံစံဖြစ်လာတာပေါ့နော် giant structure ဖြစ်တော့ဒီ crystal လေးတွေ crystal လက်တက်လေးဖြစ်တာအဲ့ဒါ unit shell လေးတွေနဲ့ပေါင်းတာပေါ့နော်အဲ့မှာ body center cube unit cell ဖြစ်လာပြီကျွန်တော်တို့ဒီမှာဥပမာအဖြစ်ဒီမှာ anesian any plastic ပေါ့နော် အန်နီဆီယံဆိုတာဆိုဒီယံကလိုရိုက်ပေါ့စားပေါ့ဆိုဥပမာကျွန်တော်ဒီမှာဆိုဒီယံကလိုရိုက်စားကိုကျွန်တော်တို့ဥပမာပြထားပါတယ်ဥပမာအနေနဲ့ပြထားပါတယ်ခင်ဗျအဲ့တော့ဒီဆိုဒီယံကလိုရိုက်တာစားပေါ့နော်သူက white crystalline solid ဖြစ်ပါတယ်အဲ white crystalline solid ဖြစ်တဲ့ white crystalline solid ဖြစ်တော့သူမှာ cubic structure အဲရှိတယ် cubic structure ဒီမှာရှိတယ်မကြည့်မကြည့်ဒီမှာ cubic structure ဒီမှာလည်းရှိတယ်နော် cubic structure ဒီမှာရှိတယ်မှာ cubic ဒီမှာ cubic structure ပုံစံရှိတယ်ဒီမှာ မတဲ့နော်မကျူပစ်စတိုကြောင့်သူမှရှိပြီးတော့သူကဒီ face sensor ကျူပစ် face sensor ကျူပစ် unit share တွေတစ်ခါတစ်ခါ repeating ပြီးမှသူကကျူပစ် structure တွေဖြစ်ပေါ်လာတာဖြစ်ပေါ်လာတာပေါ့နော်တစ်ခါတစ်ခါဖြစ်ပေါ်လာတာပေါ့အဲဖြစ်ပေါ်လာဖြစ်တဲ့အားဒီမှာကျွန်တော်တို့က enable ion ဒီမှာ enable ion ဆိုတာအ net ပေါ့အပြာပေါ့အပြာ အပြာမှာဒီမှာကြည့် အပြာမှာသူဟာအပြာမှာကသူ့နားမှာ CN minus 6လုံးဝင်ရထားတယ်ဒီမှာကြည့်ကျွန်တော်ပြမယ်ဒီအလုံးဆိုရင်ဒီ NaCN ဆိုရင်ဒီမှာ1 2 3 4 5 6လုံးအတွင်းထဲမှာ2လုံး6လုံးဒီမှာဆိုရင်ကျွန်တော်တို့အဲ့ဒါဒီအလုံးက1 2 3လူနေမှာ၄၅၆ 6လုံးပေါ့နော် and in black ကိုလည်း cm minus က6လုံးဝင်းရံထားသလို cm minus ကိုလည်းကျွန်တော်တို့အစင်းကိုကြည့်ပါ cm minus ကိုလည်းအဲကျွန်တော်တို့ဒီ and in black ပေါ့နော် and in black အရင်ကကျွန်တော်တို့6လုံး c ဝင်းရံထားတာဖြစ်ပါတယ်အဲ့ဒီ coordination number ပေါ့နော် condition number နဲ့ဖော်ပြရမယ်ဆိုရင်ဒီ central ion မှာ central ion မကြည့်သေးပါ central ion ပေါ့ဒီဟာကြည့်ရင် central ion ပေါ့နော်ဒီ central ion မှာကကျွန်တော်တို့ကဒီ central central ion မှာကကျွန်တော်တို့ any plus နဲ့ cm minus ဒီဘက်ခြမ်းထဲမှာ central ion နဲ့ဖော်ပြတယ်အဲဖော်ပြတဲ့အခါမှာဒီ any plus နဲ့ cm minus ရဲ့ coordination ratio က6 is to 6ပြော ratio ဖြစ်ပြီးတော့ကျွန်တော်ဟာလာ simple ratio ကတော့1 is to 1 ratio ဖြစ်ပါတယ်အဲ့တော့သူကသူ့ရဲ့ general formula အနေနဲ့ခစ်စတရဖြစ်ပါတယ်နံပါတ် a ကကျွန်တော်ဒီ cube unit share ရဲ့ပုံစံကိုပြထားပြီးတော့ကျူပဲ unit ရဲ့အဲ့လိုပုံစံရှိတယ်။နံပါတ် B ကကြတော့ Anisian Kistrel ကအဲ့ဒါကျူပဲပုံစံရှိတယ်ပေါ့ကျူပဲ Kistrel line အဲ့တော့နံပါတ်5က Kistrel latest arrangement in Anisian and Unix ရဲ့နံပါတ်6ကကြတော့ဒီဒီ Anisian ဆိုတဲ့ Kistrel Kistrel latest လေးဟာအစီအစဉ်တကျပေါ့နော်အဲ့တွေ့ Unix နဲ့အစီအစဉ်တကျ ရှိရှိတယ်ဆိုရဲအကြောင်းကိုကျွန်တော်တို့ဖော်ပြထားဖြစ်ပါတယ်ဟာလာဒီမှာဆိုရင် NA ဆိုလဲ NA plus ion ဆိုလဲကျွန်တော်တို့အစီရင်မိုင်းနဲ့6လုံးစီဝင်ရထားဖြစ်ပါတယ် NA plus ဆိုလဲကျွန်တော်တို့စီရင် minus တစ်တလုံးနှစ်လုံးဟာလာ3လုံးဒီထဲမှာ4လုံး5လုံး6လုံးမှာဒီအောက်မှာနော်အဲဒီမှာကျွန်တော်တို့ CN minus ဆိုရင်အဲဒီ6လုံးစီ1 2 3 4 5 6 3အမလေး5 6ခြောက်လုံးစီကျွန်တော်တို့ဒီ3 5လုံးစီဝင်ရထားတာဖြစ်ပါတယ်ခင်ဗျအဲ့ဒါသူ့ရဲ့ NaCN လေးဒဲမှာဆိုရင် correct စာပေါ့နော် arrangement အစင်းတဲ့ crystal lithic ရဲ့ structure ရှိတဲ့အကြောင်းလေးကိုရှင်းပြထားဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်ပြောတဲ့ဒီ ionic compound တွေရဲ့အဲ ဒါ structure လေး structure အကြောင်းလေးကိုကျွန်တော်ဟလာ sodium chloride ဆာအဲဆာခရစ်ဆယ်လေးနဲ့ကျွန်တော်ဥပမာပေးပြီးပြောပြပေးသွားဖြစ်ပါတယ်အဲ့တော့ကျောင်းသားကျောင်းသူများအနေနဲ့အားလုံးနားလည်ကြားလိုက်မယ်လို့ကျွန်တော်ညွှန်ပြနေပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအာကျွန်တော်ရဲ့ဟလာအဲခုလာမယ်ဖွင့်မယ်ခုလာမယ်ခုခုနှစ်မှာဖွင့်မယ် GL10 နဲ့ G11 ဟလာကျောင်းသားကျောင်းသူများအတွက်ကျွန်တော် online class ဖွင့်ဖို့ရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ Viber ဘိုင်ဘာမှာဟာလာစင်ပေးသွင်းနိုင်တယ်လို့ကျွန်တော်ဖုန်းဆက်ပြီးတော့လဲအဲစင်ပေးသွင်းပြီးတော့စင်ပေးသွင်းပြီးတင်လို့ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်